အခုတင်ဆက်ပေးချင်တာကတော့အချစ်ဒရမာဇာတ်လမ်းပုံစံမြင့်တာလေးညင်တင်းစီတာဆိုတဲ့ဇာတ်လမ်းတွေရဲ့ group web page အခမ်းအနားကျင်းပရဲဆိုတဲ့သတင်းလေးပါ FG series production နဲ့ Heyplay application တို့ကအပူပေါင်းတင်ဆက်မယ်အချစ်ဒရမာဇာတ်လမ်းပုံစံမြင့်တာလေးညင်တင်းစီတာဇာတ်လမ်းတွေရဲ့ group web page အခမ်းအနားကတော့ယနေ့မေလ၈ရက်နနက်ပိုင်းကရန်ကုန်မြို့တင်ငန်းချွတ်မြို့နယ်မှာရှိနေတဲ့ကြိုက်ကစံဖရအောင်မြေမှာကျင်းပခဲ့ပါတယ်အရန်ချစ်ပြီးတော့ကိုထက်ငယ်တဲ့ကြော်ထက်ဆောင်နဲ့တွဲပြီးတော့တရုပ်ဆောင်ရမှာပါ မမနဲ့မောင်လေးအချစ်ဒရမာဇလန်းလေးကိုမှနူးနူးရွရွလေးချစ်ရမှာပါအခုနောက်ပိုင်းလူငယ်တွေကလည်းတော်လာကြပြီမို့တယောက်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးအများကြီးပြောစရာမရှိပါဘူးဇလန်းလေးကလည်းတော်တော်ကောင်းပါတယ်လို့အကယ်ဒမီချောရတနာကပြောပါတယ်ဒီဇက်ကားကိုတော့ဇလန်းမဟုရလိုက်ကောဇက်ညွန်ကြကြောထွန်းနဲ့တနဝေရုကရေးသားပြီးဒါရိုက်တာကိုကိုဝင်းကတယောက်ဆောင်နေဖြစ်ကြတဲ့ကျော်ထက်စောအကယ်ဒမီချောရတနာရမုံမြင့်မြတ်ဘုံမင်းနီလာဆောလာပြေဝန်နေဝန်မူတီဟာသူတိန်ခသူထထလင်းလန်း အကယ်ဒမီမင်းဦးအကယ်ဒမီဝဝအောင်နဲ့အနုပညာရှင်များစွာတို့နဲ့ရိုက်ကူးပါဝင်ထားကြပါတယ်။အပိုင်း20ပါဝင်မဲ့မြတ်တလေးညင်သိန်းစီသာဆိုတဲ့ဇာတ်လမ်းတွေကိုလာမဲ့16ရက်နေ့ကနေစတင်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။ချေရပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့ Substance Zalan ပုံစံ Locket Dan ရုပ်ရှင်ဇာတ်ကြီးရဲ့ Premium Show ပွဲခန်းလာကျင်းပတယ်ဆိုတဲ့သတင်းလေးပါ Power Lucky Production က Substance Zalan ပုံစံ လောကရန်ရုပ်ရှင်ဇာတ်ကြီးရဲ့ပရီမီယံရှိုးပွဲခန္ဓာကိုယနေ့မီလ9ရက်နေ့ညနေပိုင်းကအရှန်ကုန်မြို့တမရအစင်မြို့ရှင်မှာကျင်းပခဲ့ပါတယ်။ကျွန်တော်ကဒီဇာတ်ကမှာ music ကိုယူသွတ်တဲ့သူတယောက်ပေါ့နော်။ Michael ဆိုတဲ့နှစ်ကောင်ချက်လို့ပြောလို့ရပါတယ်။ညီမလေးတယောက်နဲ့ဘဝကိုဖျက်ဆီးရတာပါ။ character ပြည့်ဝမှုသဘင်တူတွေတိကျလုပ်ခဲ့ရပါတယ်။လောကရန်ဆိုတဲ့အတိုင်းလူငယ်တွေကသူတို့ကြောက်လာတဲ့လောကရန်ပေါ်မှာဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့အဖြစ်ကိုပြောပြပေးမယ်ဇလန်လေးပါ။ရှောင်လွှဲလို့မရတဲ့လောကရန်တွေကလည်းရှိသေးရမို့လို့ တုပ်ဆောင်တွေလည်းမြန်မြန်ဆိုင်ဆိုင်ပါတယ်ဇလန်ဆက်အိမ်လေးကလည်းစမ်းနာလေးပါမယ်လို့ကျော်ထအောင်ကပြောပါတယ်အဆိုပါဇကားကိုတော့ဇညုံမိုးဆက်ဝိုင်း DOP မင်းမင်းကျော်ဇလန်နဲ့ဒါရိုက်တာဆိုမိုးမင်းကတုပ်ဆောင်တွေဖြစ်တဲ့ကျော်ထအောင် ရှစ်မွေလဘုံမင်းနေလာဟိန်းတီဟာဝိုင်းအောင်ဆိုအောင်ရွှေသမီးမေဂရစ်ပန်စုဟေတီရှင်ပြုံးခင်ကျော်စရာအကျော်စင်ထော့မင်းရဲ့စီသူရဲသူနေမျိုးအောင်အထုတုပ်ဆောင်စာတီတို့ကပါဝင်ထားကြပါတယ်ဒီစကားကြီးရဲ့ဇဝင်တီကိုတော့တေးတေးညီ တိရတိဆိုညီမင်းခိုင်ကရေးသားပုံဖော်ထားရလည်းဖြစ်ပါတယ်။လောကရန်ရုပ်ရှင်စကားကြီးကိုလာမယ့်မေလ19ရက်မှာမြန်မာတပြည်လုံးမှာရှိနေတဲ့အစစ်မြေရုပ်ရှင်ဦးနေမှာရုံတင်ပြတာမှာပဲဖြစ်ပါတယ်။ပြည်သက်ကြီးအတွက်မျှဝေတင်ဆက်ပေးလိုက်ပါရရှင်။အခုတင်ဆက်ပေးချင်တာကတော့ Miss Universe ပြိုင်မှုဆုထားတဲ့30လဲအခိုးခံရသလိုဖုန်းလေးပျောက်သွားမှုအလုပ်လေးတွေရှိရင်ခေါ်ခိုင်းကြပါလို့ပြောလာတဲ့ခင်ရနာဆိုပါညီမရဲ့ဖုန်းကပြီးခဲ့တဲ့ရက်ပိုင်းကပဲပျောက်ထားတာပါ။ကံပိုဆိုးကျင်တော့ညီမမှာဂျန်တဲ့ပစံ30ကိုအမဆီကိုတင်ခိုင်းထားတာပါ။ ်အခုမိုင်းအိတ်ထဲကနေရဲ့အပ္ပစံ30ကိုခိုးသွားပါတယ်ဘသူခိုးမှန်းလဲမသိရပါဘူးအခုကနေဘတ်ဆိုင်ပွဲကိုရောက်နေရအမကသူ့ဝိတ်အိတ်အကြီးအအောင်နဲ့မှထည့်ထားတာပါအဲ့ဒါညီမတို့အပြင်ခနာထွက်တုံဆိုင်နောက်ကိုဝင်နိုင်ပြီးခိုးသွားတာပါမဆက်တန်းရှင်းရှင်းပြောပြစီညီမပြန်ပွဲဝင်ရင်ပြန်ရင်လူရင်သုံးဖို့အတွက်ပုစံ30ပဲကြံရတာပါအဲပုစံကလည်းညီမမှာရှိရအကုန်ပါပဲ Miss Universe မြန်မာပြန်ပွဲအတွက်ညီမမှာသုံးဖို့ငွေမရှိတော့ပါဘူး ။နေပွဲတွေကလည်းကျဲနေပြီမို့ညီမလက်ရှိရန်ကုန်မှာနေနေတဲ့အတွက် unplug မှာပဲဖြစ်ဖြစ်ရန်ကုန်မှာအလုပ်ရှိရင်တော့တချင်းခေါ်ဆိုလို့ရပါတယ်။အရင်ကတော့ unplug တူမှညီမမဆုပ်ဘူးပါဘူး။ညီမရဲ့အနုပညာကြီးကလည်းအနေထားတစ်ခုရှိတာမို့တော်ရုံတက်မဆုပ်ခဲ့တာပါ။ဒါပေမဲ့ညီမဖြစ်ချင်တဲ့အိမ်မက်အတွက်အခုအဆင်ပြေတဲ့ပွဲကိုဆိုပြီးငွေရှာပြစေ။သူများစီကချင်းကားမှာညီမရှက်တဲ့အတွက်ညီမကိုလိုအပ်ရင်တချင်းခေါ်ဆိုခိုင်းပါနော်အနုပညာကြီးအစဉ်ပြောင်းမိပေးပါမယ်ဘယ်သူစီကားမှာလည်းမချုပ်ခဲ့ဘူးသလို လိန်လည်းမစားခဲ့ဘူးပါဘူးပင်မမမန်ရှာထားခဲ့ရတာလောရလိုက်တာဆိုပြီးတော့ခင်ရနာစုကပြောခဲ့တာပါခင်ရနာစုကတော့ Miss Universe ဘကူအဖြစ်ရွေးချယ်ခံထားပြီး Miss Universe မြန်မာ2025ပြိုင်ပွဲအတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်ဆရာပြည်သက်ကြီးအတွက်အမျှော်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့စပန်ကာဝင်ကြီးဝင်ပြီးတော့ထမင်းဟင်းချက်တဲ့ဘွားကနေရုံထွက်ကြဖို့အမျိုးသမီးတို့ကြီးကိုတိုက်တွန်းလိုက်တဲ့တစ်သက်ထုံးမှာ အနုပညာလောကမှာကိုပိုင်ရည်ချင်းနဲ့ယက်တီနိုင်ခဲ့ပြီဖြစ်တဲ့ထထထွန်းကတော့ဘာမစိုးတယောက်တည်းယက်တီနိုင်နေဆိုရဲမာနအပြည့်နဲ့နေထိုင်သူတယောက်ပါထထထွန်းကတော့ဘဝကိုကောင်းဆုံးဖြစ်အောင်ကြိုးစားဖြတ်တန်းနေသူတယောက်ပါလူသိများတဲ့မင်းသမီးတက်လက်ဖြစ်လာဖို့ကသူ့အတွက်မလွယ်ကူတဲ့လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးထထထွန်းကအနုပညာနယ်ပယ်မှာအောင်မြင်တဲ့သူတယောက်ဖြစ်အောင်တက်ဆင့်ကျင်းစီကြိုးစားခဲ့ရတာပါသူက MC တယောက်အနေနဲ့လည်းပွဲအခမ်းအနားတွေလိုက်ခဲ့ပူးသလိုအလှမဲ့တယောက်အနေနဲ့လည်းပေးချင်းလောကမှာနာမည်ကောင်းရအောင်ရက်တည်နိုင်ခဲ့ပါတယ်။ အလမေလောကမှာလည်းပြိတ္တအားပိလက္ခဏာအောင်စ조사ပြနိုင်ခဲ့တဲ့ထထထွန်းကတရုတ်ဆောင်နယ်ပယ်မှာပြိတ္တလက္ခဏာအားပိမှုရအောင်အချိန်တော်ကြာစ조사ခဲ့ရတာလည်းဖြစ်ပါတယ်။အနုပညာနယ်ပယ်ဘောင်းဆောင်မှာအောင်မြင်မှုရအောင်စ조사ရတဲ့ထထထွန်းကတော့အခုချိန်မှာကိုချရာပေါ်ကိုရက်တည်နိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။မင်းကလေးအများစုကအရွယ်ရောက်ရင်အားကိုးရှာခြင်းနဲ့ဆိုရတဲ့စိတ်ကြီးရှိကြပေမဲ့ထထထွန်းကတော့အဲ့လိုမဟုတ်ပါဘူး။ထထထွန်းကတော့လိုချင်တဲ့အရာကိုကိုယ်တိုင်ရှာဖွေနိုင်တဲ့လူတစ်ယောက်မျိုး သူ့ဘဝမှာယောက်ျားရှိမှပြည့်စုံမယ်ဆိုတဲ့ခံယူချက်မျိုးမထားဘူးလို့ဆိုပါရယ်။တတထွန်းကတော့လက်ရှိမှာချက်သူရှိပေမဲ့အိမ်အောင်ပြုတ်ဖို့ကိုအုံနောက်ထဲမရှိသလိုပါပဲ။မင်းကလေးများစုကငွေရှာနိုင်ရင်အိမ်အောင်ပြုတ်ဖို့ဆိုတာအတော်တော်လေးစဉ်းစားယူရမှအသေးချာပါပဲ။ငယ်ရတဲ့အချိန်မှာတော့အချစ်ကိုယူမိုက်တက်ကြပေမဲ့အရွယ်ရောက်လေအချစ်ထက်ငွေကအရေးကြီးတယ်ဆိုတဲ့စိတ်မျိုးမင်းကလေးတွေအတွေ့မှာရှိပါရယ်။သူများငွေကိုမတော်လောဘနဲ့လိုချင်တာမျိုးမဟုတ်ပဲအရွယ်ရောက်လာလို့ရင့်ကျက်လာလေအိမ်အောင်ပြုတ်ခြင်းစိတ်နေပြီးကိုဘွားကိုကောင်းဆုံးဖြစ်အောင်ရည်တည်မယ်ဆိုတဲ့စိတ်မျိုးဝင်တတ်ပါရယ်။ ထထထွန်းကလည်းအဲ့ဒီလိုမျိုးပါပဲအခုချိန်မှာချက်သူနဲ့လက်ထပ်ပြီးအိမ်မှုကိစ္စလုပ်ဖို့ထက်ကိုရှာနိုင်နာကိုယောက်ျားမလိုဘူးဆိုတဲ့အတွေးမျိုးတွေလည်းဝင်နေပါတယ်အိမ်အောင်ပြုတ်လိုက်တဲ့မိန်းကလေးအများစုကငွေရှာရင်းနဲ့တတက်တအားပါဝင်ရသလိုကလေးထိန်အိမ်မှုကိစ္စလုပ်ရတာနဲ့ဘဝရဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးနေတာမျိုးသူ့အနေနဲ့အိမ်အောင်ပြုတ်ဖို့ကိုတော်တော်စဉ်းစားနေရတာဖြစ်ပါတယ်ကိုဖြစ်ချင်တဲ့ဘဝထက်ယောက်ျားအတွက်ကလေးတွေအတွက်ဆိုတဲ့စိတ်နဲ့ဖြတ်သန်းနေရတာကိုတတက်ထွန်းကသဘောမကျဖြစ်နေရပါဘူး သူကိုယ်တိုင်ကငွေရှာနိုင်တဲ့အမျိုးသမီးတယောက်မို့အိမ်တော်ပြူတာကသူ့အတွက်ကောင်းဖို့ဖြစ်လာမှာမဟုတ်ဘူးလို့တွေးခေါ်ထားပါတယ်။ထထထွန်းကတော့ကိုယ်တိုင်လည်းအိမ်တော်မပြူခြင်းသလိုအိမ်တော်ပြူပြီးတဲ့အမျိုးသမီးတွေကိုလည်းအိမ်တော်မပြူရသေးတဲ့အမျိုးသမီးတွေအားလုံးကိုအကြံပေးစကားဆုလာခဲ့ပါတယ်။ထထထွန်းကတော့ချစ်သူရှိပေမဲ့အိမ်တော်ပြူဖို့စိတ်ကူးမရှိသေးသလိုကျန်တဲ့အမျိုးသမီးတွေကိုလည်းယောက်ျားယူရင်းတိတ်ချတွေးတော့ပြီးမှယူကြဖို့အကြံပေးလာခဲ့ပါတယ်။ တယောက်သေးဘွားမှာဇွတ်တောက်ပါခဲ့တဲ့အမျိုးသမီးတွေကအိမ်အောင်ကြာမာရကြားလို့စာထိုင်စားကလေးမွေးပြီးတော့အိမ်လုပ်တွေကိုစပန့်ခါဝင်ကြီးဝတ်ပြီးလုပ်ရင်းနဲ့အချိန်မကုန်မှုအကြံပေးလာခဲ့ပါတယ်။အမျိုးသမီးတွေကအိမ်ရဲ့တာဝန်တွေကိုအကုန်လုံးနေရလို့ကိုဖြစ်ချင်တဲ့အရာတွေကိုမေ့နေတတ်တာမို့သူ့အနေနဲ့တတိပေးခဲ့ရလဲဖြစ်ပါတယ်။ထက်ထွန်းကတော့သူများတွေကိုလည်းအကြံပေးနေတယ်လို့ကိုရိုင်းလည်းအိမ်အောင်ပြုတ်ဖို့မစင်စားတော့ဘူးဆိုပြီးယတိပြက်ပြောလာခဲ့ပြီးပဲဖြစ်ပါတယ်။ပရိသတ်လေးတို့ရောထက်ထွန်းရဲ့အိမ်အောင်ရေးမူဝါဒကိုဘယ်လိုထင်မြင်လဲဆိုတာ ထင်မြင်ချက်လေးပြောပေးခဲ့ကြပါအောင်เนาะ CR ပြည်သက်ကြီးအတွက်အမျှဝေပေးလိုက်ပါရရှင်အခုတင်ဆက်ပေးမှာကတော့မြက်ွယ်ရဇလန်းအတွင်းမှာစောင်းရွက်ကျွေးဆိုတဲ့ဇယုံနဲ့အိမ်နောက်ရှင်မျိုးသမီးတို့တွေမလုပ်တဲ့တဲ့အရာလေးတွေတည်ထားမိအောင်ပုံဖော်ထားတယ်ဆိုတဲ့အေးမြတ်သူပါ။တျုပ်ဆောင်ကယ်မီအေးမြတ်သူကလက်ရှိပြိသက်အားပေးမှုများစွာရရှိနေတဲ့မဟာ application ကထုတ်လွှင့်ပြသနေတဲ့ drama ဇလန်းပုံစံမြက်ွယ်ရဆိုတဲ့ဇလန်းအတွင်းမှာစောင်းရွက်ကျွေးဆိုတဲ့ဇယုံနဲ့အိမ်နောက်ရှင်မျိုးသမီးတို့တွေမလုပ်တဲ့တဲ့အရာလေးတွေတည်ထားမိအောင်ပုံဖော်ထားတယ်လို့ဆိုပါရယ်။ ကိုကောင်ရွှေထူးနဲ့အတူဆောင်ရွက်ကြွေးဆိုတဲ့အိမ်အောင်တဲ့သမီးလေးတယောက်ကိုပိုင်ဆိုင်ထားတဲ့ကာရက်တာကနေပါဝင်ထားပါတယ်။အိမ်မြက်သူကဒီဇက်ကားမှာရွှေထူးရွှေမော်ရီတို့ပါတဲ့မြက်ွယ်ရဇလန်းထဲမှာတယောက်ဆောင်ထားကြတာပါ။ကြွေးဆိုတဲ့ကာရက်တာကကိုခင်မုံပေါ်မှာမဖင်ကျွေးဆိုတဲ့ကာရက်တာကကိုခင်မုံအပေါ်မှာမမိခိုးပဲအမျိုးသမီးရဲ့ရှေ့ဆောင်လမ်းပြ influencer တယောက်ပေါ့နောက်ပြီးတော့ကျွေးဆိုတဲ့နေရာကအင်းအောင်ရှင်အမျိုးသမီးသူကြီးမလုပ်တဲ့အရာတွေကိုလည်းတရီထားလို့ရအောင်ပုံဖော်ပေးထားပါတယ်ဇလန်းလေးကတော့ drama ဇလန်းပုံစံမှလို့သူ့ရုပ်ဆောင်အင်းမြတ်သူကပြောပါတယ် ခေပြူထုတ်လို့ရေးကဇလန်းမဲခိုင်းစညုံမိုင်းညီအောင်ကြီးဆေးစဘာမွန်ရေးသားထားပြီးဒါရိုက်တာအကယ်ဒမီကိုစောအာယုံရိုက်ကူးထားတဲ့အကယ်ဒမီရွှေထူးငိမ့်တော်အကယ်ဒမီရွှေမွန်ရည်ဒီအကယ်ဒမီအေးမြတ်သူဦးစောဝင်းမောင်ဒောင်းဝေစုရှိုင်းတာတာမေဂျီဗျူသင်စားတဲ့အနုပညာရှင်တွေပါဝင်ထားကြပါတယ်။မြက်ွယ်ရဇလန်းတွဲကိုတော့ပြီးခဲ့တဲ့မေလာနှစ်ရက်နေ့ကမဟာ application မှာစတင်ထုတ်လွှင့်နေရတဲ့ဖြစ်ပြီးတော့အပိုင်း18ပိုင်းပါဝင်တယ်လို့သိရပါတယ်။ဆရာရပြည်သက်ကြီးတွဲမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။